တနင်းလာသားသမီးမိတ်ဆွေတွေပြက်ကရင်တစ်ခုကိုကုံလွန်လာတာဆရာတို့အချိန်နေနေ့တွေရက်တွေနာရီတွေဟာတိုက်စားပြောင်းလဲလာတာတနင်းနေ့သားသမီးမိတ်ဆွေတို့အနေနဲ့ပြီးတဲ့အခါအခုတနင်းလာသားသမီးမိတ်ဆွေတို့တနင်းလာသားသမီးမိတ်ဆွေတွေရောမိတ်ဆွေတို့အနေနဲ့2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံအရှင်တွေဘလို့ရှိခဲ့တယ်လဲဆရာကို comment box မှာမှတ်ပြီးရအောင်ဒါအပြင်တနင်းလာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံဟာညံ့ခဲ့တဲ့နှစ်များပါမလား စိုးခဲ့တဲ့နှစ်များပါမလားဆိုတော့ဆရာပြန်မသုံးသက်ခင်မှာမိတ်ဆွေတနင်္လာသားသမီးတွေရဲ့ကံရှိနေလေတိပြရစီဒါအပြင်ဆရာငယ်နားမှာ2020ခုနှစ်အတွက်အဲ တနစ်စာဟောစရံနေမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာဟောစရံနေကိုမှာယူမဲ့မိတ်ဆွေများကတော့ထုံးစံတိုင်းပါပဲဈေးကတော့ဈေးကမပြောင်းလဲပါဘူးကုန်စည်နှုန်းတွေတက်ပေမဲ့2026အတွက်တနစ်စာဟောစရံယူမဲ့မိတ်ဆွေများအနေနဲ့စရင်တော့ကြိုတင်ပေးဖို့လိုအပ်ကြောင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့မနစ်ကတရှုပ်တွေမိတ်ဆွေများမရလိုက်တဲ့မိတ်ဆွေများလည်းဈေးသေးချာကိုဒီတနစ်ကတော့လာအလိုက်ရဲ့ပြင်ကို1380ခွန်နှစ်ကိုကုန်လို့ချစ်ဆက်ရှိကြအောင်ဆရာတနစ်စာတော့မပြီးတော့ဘူးတကြံဟောစတဲ့နေနဲ့လှုပ်ရှုပ်နေရဆိုတော့2020အဲဟိုဆွမ်းလာလို့2020 6ခုနှစ်အတွက်တနစ်စာရောသတန်းကိုတော့ဆရာကျမ်းမာရေးရလို့စီးပွားရေးရစာလာလိုက်အကျိုးပေးတဲ့အယောင်နဲ့နေသားတွေအပြင်ဆရာပါလက်ဆောင်ပေးမယ်ဆိုတော့မိတ်ဆွေတို့ကျင်းသေးတန်ပါလိမ့်မယ်ခင်ဗျာတနစ်စာဟောစတန်းကိုတော့တယောက်ကိုတော့9000ကျပ်ပါအချိန်တော့ပေးရပါတယ်လူတိုင်းရမယ်လို့တော့ဆရာအာမမခံပါဘူးဆရာလည်းအချိန်နည်းနည်းများနေလို့ပါကောင်းပြီဆိုတော့ဇကားတွေမများပဲတနင်္လာသားသမီးမိတ်ဆွေတွေအတွက်စတင်လိုက်ရအောင်ဆရာငယ်ရဲ့မိတ်ဆွေများအားလုံးဘေးပီအားဝေးกว่าကြပါစီဗျာ။၂၀၂၀ငါးခုနှစ်ဟာ တနင်္လာသာသမီမိတ်ဆွေတွေတက်တော့စိတ်တိုင်းကြတဲ့နှစ်အားရတဲ့နှစ်ဖြစ်ခဲ့လိမ့်မယ်လို့တော့ကျွန်တော်မိတ်ဆွေညီမကျွန်တော်မထင်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့တနင်္လာသာသမီမိတ်ဆွေတွေကဒီ2025ခုနှစ်ဟာမိတ်ဆွေတို့နေနဲ့ငါတိချပိုလုံးနိုင်ရမှာငါတိချပိုပြီးစူးစမ်းရင်ရမှာဆိုတဲ့နှစ်မျိုးကို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 ရောက်ရှိနေတဲ့ level အလိုက်ကိုရရှိနေတဲ့ကံအလိုက်ကိုငါတိချပိုပြီးတော့စူးစမ်းရင်ရနိုင်မှာငါတိချပိုလုံးခဲတင်တာဆိုပြီးတော့ချိန်မနိုင်ခဲမရလက်ခမောင်းခတ်နေတာမျိုးဟန်ရေးတပြင်းပြင်း ငါတိထပ်ပို့ပြီးတော့စ조사ဟရင်အောင်မြင်နိုင်မှာဆိုတဲ့စိတ်မျိုးတွေကိုကိုကိုကျင်းတည်ရရှိခဲ့တယ်လို့ပြီးခဲ့ပြီးသားကိစ္စတွေဖြစ်ခဲ့ပြီးသားကိစ္စတွေကိုနှစ်ခါပြန်လိုချင်နေတဲ့စိတ်မျိုးတွေအရာတစ်ခုခုကိုနှစ်ခါပြန်ပြီးတော့ချန်ပီးရင်ကောင်းမှာဟာဆိုတာမျိုးတွေကျင်းတည် စူးစမ်းနေတာမျိုးငါဒါကြီးတော့လှုပ်ခဲလိုက်ရင်ကောင်းမှာဆိုတာမျိုးအဲဒီအเจ้าညာကြီးတို့မပြောခဲလိုက်ရင်ကောင်းမှာဆိုတဲ့အရာမျိုးလေးတွေကျင်းတည်တယ်မိတ်ဆွေတနင်္လာသားသမီးတွေနေနဲ့စိတ်တိုင်းမကြခြင်းအားမရခြင်းတွေရောက်ရှိနေပါတယ်ဒါမှမဟုတ်မိတ်ဆွေများခင်ဗျာ2025ခုနှစ်ရဲ့ကံကူကတနင်္လာသားသမီးမိတ်ဆွေတွေအတွက်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့မဆိုးရိမ်ပါနဲ့မိတ်ဆွေမှာမဟုတ်ဘူးတနင်္လာသားသမီးမိတ်ဆွေအများစုဟာဒီလိုမျိုးကိုဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဒီ2025 ငါခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံကိုကကိုကိုကိုကြိတ်မနိုင်အားမရခြင်းစိတ်တိုင်းမကြခြင်းအာကိုကိုကိုမြည်တွန်းတောက်တူးတောက်တီးခြင်းတွေအာအချင်းချင်းကို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 အဲဘယ်လိုပြောမလဲဟိုကြိတ်မနိုင်ခဲမရအာစာဟာမှာလဲဒီလိုမျိုးတွေစကပုံမျိုးပြောမယ်ဆိုရင်တော့ကုံတော့မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးဖြစ်နေတဲ့နှစ်ဖြစ်တာကတော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူး အားလုံးဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသာသမီမိတ်ဆွေတွေနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုကိုလက်ခံထားဖို့လိုအပ်တယ်ဘာကိုမဆိုမိတ်ဆွေတွေရဲ့ကံကိုကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်တနင်္လာသာသမီတွေဟာလာမယ့်2026မှာတော့မိတ်ဆွေတို့နေနဲ့တည်ကြတဲ့2025ရဲ့မပြီးမပြတ်ခြင်းတွေ 2025ရဲ့တန်းလန်းနေ2025ဒီတစ်နှစ်ရဲ့2025တစ်နှစ်ရဲ့အဲမစ်ဆူတို့ရဲ့လာမဲ့2025ခုနှစ်တစ်နှစ်ရဲ့ကံရဲ့အခြေအနေကိုပြန်ပြီးတော့ပြုလုပ်ရတာမျိုး repeat test လုပ်ရတာမျိုး2020တေချာပါတယ်မစ်ဆူတနင်္လာသားသမီးတွေဟာဒီလာမဲ့ဇန်နဝါရီ sorry လာမဲ့နိုဝင်ဘာဒီဇင်ဘာမှာမစ်ဆူတို့ရဲ့တနင်္လာသားသမီးတွေဟာ2025ရဲ့ကိစ္စတွေကိုပြီးပြတ်အောင်လုပ်ထားမှသာ တော်ကကြမဲ့ကာလဖြစ်ပြီးတော့ပြီးပြတ်အောင်မလုပ်ရှင်းတပိုင်းတစဖြစ်လာရင်တော့မိတ်ဆွေတို့သိကြတယ်ဒီတစ်နှစ်ရဲ့အဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကြောင်းအရာတွေကြီးတွေဟာငါတို့26ကိုကျင်းတည်ပြန်လဲတည်ဆောင်သွားမယ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့2026မှာကံကောင်းမှုတွေကို2025ဟာကံကောင်းမှုတွေရရှိတယ်ဆိုရင်တော့ဖြင့်2026ကိုပါတည်သွားပါကံဆိုးမှုတွေ ကန်ကူကိုကန်ညံ့နေကိုကိုကိုကန်ဆိုးလိုက်တာဆရာကြီးလို့ထင်နေတဲ့မိတ်ဆွေများအဖို့ကတော့တင်းလာသားသမီးတွေကတော့2025ခုနှစ်မှာပြီးပြတ်အောင်အဆုံးသက်ရှင်အဲရက်တန့်ခြင်းနဲ့ပြက်ဆဲခြင်းဆုံးဖြတ်ခြင်းနဲ့ဥပမာပေါ့အရှင်ရင်နဲ့ပတ်သက်ရင်လည်းလူငယ်တွေအနေနဲ့တင်းလာတာသမီးမိတ်ဆွေတင်းနေနဲ့သူ့ကိုပဲရှင်ရင်ကောင်းအဖြေပေးရင်ပဲကောင်းသူမဟုတ်ယူရင်ပဲကောင်းမယူရင်ပဲကောင်းဆိုတာမျိုးအဲ အိမ်အောင်လှည့်ပြူလာမှာကြောက်သေးအဲယောက်ျားလည်းမရမှာစိုးရိမ်သေးဆိုတဲ့မိတ်ဆွေများဘုရားတော့သိကြတယ်2025မှာအဲ့ဒီလိုဖြစ်နေကျင်းသေးတယ်2026မှာလေအဲ့ဒီ KE ကပြန်လဲကိုပါလာမှာအိမ်အောင်ကြီးနဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့ယောက်ျားကိုပြန်ပေါင်းရင်ကောင်းအဲဆရာမိတ်ဆွေများပြန်မပေါင်းရင်ကောင်းစဉ်းစားနေနေပဲသိကြတယ်အဲ့ဒီအပူတော့ကတည်းက2026ကိုပါသွားတတ်တယ်လို့အောင်မြင်မှုတွေ စစ်ဆတ်မှုတွေညှိနှိုင်းမှုတွေဆုံးဖြတ်မှုတွေဆောင်ရွက်မှုတွေလုပ်ငန်းဆောင်တာကိစ္စအလို့ကိစ္စယာတုတုကိစ္စယာတုတက်ကိစ္စဆွေမျိုးပေါင်းတဲ့မိတ်ဆွေကောင်းကိစ္စအလူအတန်းဘာသာရေးဆိုင်ရာပြုလုပ်ခဲ့တဲ့မိတ်ဆွေများကောင်းမွန်တဲ့ဘက်မှာပြုလုပ်ခဲ့တဲ့မိတ်ဆွေများဟာလေတေကြတဲ့2026ကိုဒိုင်ရိုက်အရှိုးကြမှာတေကြတဲ့ဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့အဆင်မပြေတာတွေစိုးရိမ်စရာတွေညံ့တာတွေဆိုရင်တော့2025မှာပဲလာမယ့်အခုလက်ရှိနိုဝင်ဘာဒီဇင်ဘာမှာပြီးပြအောင်အဆုံးသတ်ထားတာ ောင်းမွန်ပြီးတော့အဆုံးမတက်ရင်တော့တေချာတဲ့2026ကိုအဲ့ဒီဟာတွေပြန်လဲပါမှာဖြစ်တဲ့အတွက်အဲဆရာလိုရုပ်ချောတာလေးတွေပြန်ပါရှင်နေဆိုရင်အဲဆွနာလိုပေါ့2026မှာ တရားတည်ကြပါလေဆရာချောနေရောအောင်ပါအဲအဲ့ဒီလိုပါပဲမိတ်ဆွေတို့နေနဲ့နောက်ထပ်26မှာလည်းမိတ်ဆွေတို့ကံကောင်းမှုတွေပါကျင်နေဆိုရင်တော့အဲမပြီးမပြတ်နဲ့တန်လန်းလေးတွေလှုပ်ဆောင်တာမျိုး2026မှာမှာအစီအစဉ်တစ်ပလန်တစ်တွေလောက်အောင်ဆိုတာမျိုးအပေါင်းသင်းနေနဲ့မိတ်ဆွေတွေနဲ့အပျော်ပါခီးလေးထွက်ရင်ကောင်းမလားဆိုတာမျိုးတွေအတွေးခေါ်တွေရှစ်သူတစ်ရီးစားတစ်လေးနဲ့ဘဝတစ်အနာဂတ်တစ်လေးတွေထူထောင်ကျင်နေဆိုရင်တော့2026ကိုရအောင်သာဆွဲခေါ်လိုက်ခဲ့ပါခင်ဗျာကံဆိုးမှုတွေဆိုရင်တော့ထပ်ပြောပါမယ်ကံညှက်မှုတွေဆိုရင်တော့ဟော ရေကိုဓာတ်နဲ့ခုတ်တယ်လို့မဖြတ်ပါနဲ့ဟုတ်ဆွမ်းနာလို့ပေါ့ဇပင်ကိုဓာတ်နဲ့တုံးနဲ့ရိုက်နေတယ်လို့မဖြတ်ပဲနဲ့တုံးကနေတိကနေဖြတ်ကနေတက်ကနေပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့2026ကိုဖြတ်တန်းရင်တော့ကောင်းပါတယ်ဒါကမှမိတ်ဆွေတို့အနေနဲ့တနင်္လာသားသမီးတွေဟာကံရဲ့အညံလေးတွေမရရှိအောင်လို့ကံရဲ့အဆိုးလေးမရရှိအောင်လို့ဆရာကြီးကျမတို့ဘလို့ရေတရာလေးလောက်ရမလဲဆိုရင်တော့တေချာတဲ့တနင်္လာသားသမီးမိတ်ဆွေများအနေနဲ့ ဒီ2025ခုနှစ်ထဲမှာအဲကန်စာတာတွေညံ့နေတာပဲဖြစ်ဖြစ်ဆိုးနေတာပဲဖြစ်ဖြစ်2026မှာကံကောင်းမှုတွေရရှိအောင်လို့ဆရာငယ်ဖော်ပြပေးမယ်အမိန့်ပြန်တန်းရေရာတို့သူမဟုတ်လို့ရှိရင်ဆရာအမြဲတမ်းဖော်ပြတယ်ဆရာငယ်အမိန့်ပြန်တန်းရေရာတို့သူမဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ပြက်ကရင်ရေရာလေးလိုက်လှုပ်ရှင်းအားဖြင့်ဆရာမိတ်ဆွေတို့တကယ်ကိုကံကောင်းမှုတွေရရှိတတ်တယ်လို့တကယ်လို့မှမိတ်ဆွေတို့အနေနဲ့ဆရာရေကျွန်တော်တို့ကျမတို့ကတော့ဗုဒ္ဓဘာသာဝင်မှာသူမဟုတ်ရင်အအရှာဘာသာဝင်မှာကုသိုလ်ဒါနာလေးတွေပြုပြီးတော့ဆောင်ရွက်ရှင်တပမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲ လမ်းမမှာရှိတဲ့ခိုးစာကလေးတွေကျွေးတာမျိုးခွေးစာကလေးတွေကျွေးတာမျိုးခလေးငယ်ကလေးတွေကိုမုံလေးကျွေးတာမျိုးလေးနဲ့ဖြစ်စေဒီလိုမျိုးပြုလုပ်ခြင်းအပြင်တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ကံရဲ့အထောက်အကူကိုရရှိတတ်တယ်လို့ဒီထက်ပိုပြီးပြုလုပ်ခြင်းနဲ့ဆရာကြီးကျွန်တော်ကျမတို့ကတော့တနင်္လာ26မှာကံစာတာတက်စီရန်အတွက်တိုးတက်စီရန်အတွက်ဆိုမီးအိမ်ကလေးတို့ နော်သူမဟုတ်လို့ချင်းလက်ဆွဲဆွနလိုပေါ့လက်ဆွဲမီးအိမ်ကလေးတွေဖြစ်စေဟာမစ်ဆိုတဲ့ကပ်ကိုကိုစားပြီးတယ်2025ဟာဟာမစ်ဟာမစ်ဆိုတော့လက်ဆွဲအိမ်ကလေးတွေဖြစ်စေလက်ဆွဲ sorry မီးအိမ်ကလေးတွေဖြစ်စေဓာမီးကလေးတွေဖြစ်စေမီးချောင်းကလေးတွေဖြစ်စေမိတ်ဆွေတို့အနေနဲ့ကို့ထက်အသက်ကြီးသူသူမဟုတ်ယဟန်တန်ကတမဏီတွေကိုလှူဒန်းခြင်းပေးကမ်းခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကံဟာကောင်းမွန်တိုးတက်မှာအသေးစားပဲဖြစ်ကြောင်းနဲ့2020 ရှောက်ခုနဲ့မှလည်းဆရာငယ်မိတ်ဆွေတနင်းလာသားသမီးတွေနဲ့ကန်စာတာတက်ရှင်းနေတဲ့တူတူရအောင်ပြန်လဲစုံစည်းမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်းလာသားသမီးမိတ်ဆွေများစိတ်တက်မကြပါနဲ့ကံကောင်းမှုတွေကိုလည်းချစ်စာခေါ်သွားပါကံဆိုးမှုတွေဆိုရင်လည်းဒုံခဲအမရောမှာဘာကူမှဂယုကက်ခက်ကြမ်းကြမ်းခက်ရရမပြောဘူးဗျာဘာကူမှတောက်ယူဆိုင်မနေနဲ့စွန့်ပစ်စရာရှိတာလွန့်ပစ်စရာရှိတာလေဘာကြောင့်ထားနေမှာလဲဟောအိတ်ကတ်ထရကနေဘတ်ဆိုဝဲထုတ်လိုက်သလိုတခါလေး ပြက်ပြီဆိုပြက်ပြီရက်ပြီဆိုရက်ပြီမလုတော့ဘူးဆိုမလုတော့ဘူးဆုံးဖြတ်ချက်နှစ်ခုအလုံးနှစ်ခုကိုခက်ပြက်ပြက်ခက်ချင်းချင်းလေးနဲ့ဆုံးဖြတ်ပြီးတော့ရက်တန့်ပြီးတော့2026ခုနှစ်ကိုကံကောင်းမှုတွေရရှိအောင်အဆုံးတက်အောင်သွားရင်တော့မိတ်ဆွေတို့ကံဟာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်းနဲ့ကဲအင်္ဂါသားသမီးတွေအတွက်ကိုစလိုက်ရအောင်တနင်္လာသားသမီးတွေဘာကုန်းမတုံဆိုင်တွေ့ဦးနေနဲ့ဖြတ်ထုတ်လိုက်ပါ2026ခုနှစ်ရဲ့အင်္ဂါတွေကိုအရှိန်နေဘလို့ရှိမလဲဆရာတို့သုံးတက်ရအောင်အင်္ဂါသားသမီးတွေပါဆရာကိုမှန်ပြီကြပါ